မင်္ဂလာပါရှင်။ဘာမခဲ့တဲ့တရင်တဏမပြန်လေးကျူးဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဆွန်လ12ရက်နေ့စိတ်ဝင်စားဝေးထိတ်တန့်ရောက်တရင်များကိုစတင်စီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ရွှေကောက်ပွဲအတွက်အမင်းစင်းမှန်ကန်စီရဲ့အလေးထားဆောင်ရွက်နေကြောင်းစစ်ကောင်စီကလောကကဝန်ကြီးပြောဆိုရတဲ့မယ်ဖြစ်ပါရဲ့ရှင်။ နာမည်နှစ်ကုန်ပိုင်းမှာကျင်းပမယ်လို့ကြေညာထားတဲ့ရွှေကောက်ပွဲအတွက်မင်းစီမှန်ကန်စီရင်နဲ့မဲပေးပိုင်ဝင်ရှိသူတိုင်းမဲပေးခွင့်အရာစီရင်အလေးထားဆောင်ရွက်နေတယ်လို့ဆွန်လတ်ဆယ်ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့လုပ်ငန်းညနေစည်းဝေးအတွက်မှာစစ်ကောင်စီကလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးမြင့်ချိုင်ကပြောပါရယ်မင်းစီရင်အတွက်မြေပြင်ကွင်းစင်စီရင်ကောက်ယူခဲ့ရမှာမြေပြင်မှာနေထိုင်ခြင်းမရှိပေမဲ့အင်အားစုစီရင်မှာပယ်ပြတ်ထားခြင်းမရှိတဲ့သူတွေလူတယောက်တည်းကအင်အားစုစီရင်တစ်ခုထက်မကပါဝင်နေသူတွေလူတယောက်တည်းကမပုတ်နေတဲ့ ခုထက်မကကန်ဆောင်ထားသူတွေကိုစစ်ဆေးတွေ့ရှိခဲ့ကြတယ်လို့သိရပါဗျ။မင်းစင်းအတွက်အခြေခံထားမဲ့သကောင်စင်းကို2024ခုနှစ်အောက်တိုဘာလမှာကပ်ယူခဲ့တာဖြစ်လို့ အချိန်ကာလအပြည့်နှစ်နှစ်ခန့်ကြာချာနေရာကြောင့်လူရည်ကွာဟာချက်သိရှိစေဖို့နဲ့အချက်အလက်ပုံမပြေဆုံးစေဖို့တကောင်စီရင်နဲ့မင်းစင်အတွက်မြေပြင်ကွင်းဆင်ကောက်ယူမှုစီရင်တဲ့ခုကိုနိုင်ရှင်သုံးသက်တိုက်ဆိုင်စစ်ဆေးမယ်လို့လည်းပြောပါရယ်စစ်ကောင်စီခန့်ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကတော့အထွေထွေရွေးကောက်ပွဲတွေကိုလာမယ့်ဒီဇင်ဘာတတိယပတ်ကနေ2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်အထိအပိုင်းလိုက်ကျင်းပမယ့်အကြောင်းနဲ့ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုအတည်ပြုပြီးဖြစ်ကြောင်းပြီးခဲ့တဲ့လမှာပဲကြေညာထားတာပါရွေး ွေးကောက်ပွဲမဲမတမမှုအကြောင်းပြချက်နဲ့အာဏာသိမ်းယူခဲ့တဲ့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာ electronic မဲပေးဇက်တွေကအသုံးပြုမယ်လို့ကြေညာထားပြီးတရုတ်နဲ့ရုရှားစတဲ့နိုင်ငံတွေကပတ်မှုကူညီမယ်လို့ပြောဆိုထားတာပါ ရွေးကောက်ပွဲကိုစတင်ကြတဲ့အဖွဲ့အစည်းတွေကလည်းစစ်ကောင်စီကျင်းပမဲ့အတူယောင်ရွေးကောက်ပွဲမှာပိုးပေါင်းပါဝင်ခြင်းမလုပ်ကြဘူး နေမျိုးစုံနဲ့စန့်ကျင်ကန့်ကန့်ချဖို့တိုက်တွန်းထားတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မာလူအခွင့်အရေးကိစ္စရပ်တွေကိုနိုင်ငံရေးပုံသွင်းတာကန့်ကွက်တယ်လို့တရုတ်ပြောဆိုတဲ့တဲ့ငုံတင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံရဲ့လူအခွင့်အရေးကိစ္စရပ်တွေကိုနိုင်ငံရေးပုံသွင်းတာတရုတ်နိုင်ငံကစန့်ကျင်တယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံဒုတိယအမြေတမ်းကိုယ်စားလှယ်ဆန်လီကပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရန်ကုလသမဂ္ဂထွေထွေညင်နာကန်ဆုံးဖြတ်ချက်မှတ်89မြင်းဆောင်182ရပြုလုပ်တဲ့အလို့သဘောဆွေးနွေးပွဲမှာသူကအခုလိုကြေညာချက်တရထုတ်ပြန်ခဲ့တာပါလူခွင့်ရေးကိစ္စရတွေကိုနိုင်ငံရေးဆက်သွယ်နာကိုကျွန်တော်တို့ကန့်ကွက်ပြီးအဲ့ဒီလိုကိစ္စရတွေပေါ်ဖိအားပေးတဲ့အလေးချင်းကိုပယ်ချပါတယ်လို့၎င်းကဆက်ပြောပါတယ် မြန်မာနိုင်ငံကတိုင်းပြည်အခြေအနေနဲ့ကိုင်ငင်တဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းဆက်လက်ရှောင်လန်းမှုအချုပ်ချအာဏာလွတ်လပ်ရေးပိုင်နက်နယ်မြေတည်ထောင်မှုတိုင်းပြည်တည်ငြိမ်ရေးကာကွယ်ဆောင်ရှောက်မှုကိုချစ်ကြည်ရင်းနှီးသောအင်းနီချင်းတိုင်းပြည်အနေနဲ့တရုတ်နိုင်ငံကထောက်ခံနေလို့သူကဆိုပါတယ်။ အာဆီယံအဖွဲ့ရဲ့အဆိုပြုချက်နဲ့မြန်မာစစ်ကောင်စီရဲ့လက်ညှိုးမြေပုံကအပြန်အလှန်တွန်းအားပေးပြီးထိထိရောက်ရောက်ကောင်တဲ့ဖော်ဆောင်မှုတရုတ်နိုင်ငံကမျှော်လင့်နေလို့ဆယ်လင်းကပြောပါရယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့တင်မာမှုတွေမြင့်တောင်းသို့မဟုတ်အခြေအနေရှုပ်ထွေးရန်လှုံ့ဆော်လာတဲ့မတူညီမှုတွေကျင်းပအောင်တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ရင်အလေးထားသင့်တယ်လို့၎င်းကထောက်ပြပါရယ်။မြန်မာပြည်သူတွေဟာလက်ရှိမှာစစ်ပွဲရပ်တန့်ရင်းနဲ့လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေပြီး တရုတ်နိုင်ငံကငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာတက်ကြွစွာပါဝင်ခဲ့ပြီးအပြုသဘောစောင့်နှဲရလဒ်တွေရရှိခဲ့တယ်လို့သူကဆက်ပြောပါရယ်မြန်မာနိုင်ငံကတည်ငြိမ်မှုနဲ့ပြည်내တည်မြဲရေးရရှိဖို့ကုညီရမှာကျွန်တော်တို့အပြုသဘောစောင့်နှဲအခမ်းအကဏ္ဍကနေဆက်လက်ပြီးပါဝင်ပါမယ်နိုင်ငံတကာတိုင်ဝမ်ကအရေးလိုရှင်းမှန်းချက်နဲ့လှုပ်ဆောင်မှုကျွန်တော်တို့မျှော်လင့်ပါတယ်လို့၎င်းကဆိုပါရယ် ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာဒုက္ခသည်တွေရခိုင်ပြည်နယ်သို့နေရပြန်ရေးကိုနှစ်နိုင်ငံကြားဆွေးနွေးမှုတွေမှာတဆင့်ဖြည့်ရှင်ရမှာဖြစ်ကြောင်းတရုတ်နိုင်ငံကတန်တမန်ရေးကြိုးပမ်းမှုတွေမှာပါဝင်ခဲ့ပြီးနှစ်နိုင်ငံစလုံးသို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ခဲ့တယ်လို့ဆန်လီကပြောပါရယ်။ဆလဘီ TNL ကတင်ပိုက်ထားသောနမ်မတူမျိုးနဲ့မန်လီချေးရွာကိုစစ်တပ်ကလီမြင့်ဘုံချေးဆွေတရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNL ကတင်ပိုက်ထားသောနမ်မတူမျိုးနဲ့မန်လီချေးရွာကိုစစ်ကောင်စီတပ်ကလီမြင့်ဘုံချေးတက်ခတ် ဲ့ကြောင်းဒေသပြည်သူချွေရှန်ကုန်ခေတ်တရင်ဌာနတန်တို့ပြောဆိုချက်နဲ့ TNL ထုတ်ပြန်ချက်ရသည်ရှိရသည်ယနေ့ဇွန်လ10ရက်နေ့နနက်တနိုင်း7မိနစ်ခန့်ချိန်တွင်တစ်ချိန်နနက်တနိုင်း18မိနစ်ခန့်ချိန်တွင်တစ်ချိန်စုစုပေါင်း2ချိန်ဆက်လျင်မြေပုံးကျဲခဲ့ပြီးပေါင်900ပုံနှလုံးကျဲချသွားခဲ့ကြောင်းဖုန်ချိန်မှုကြောင့်ဖုန်ကြီးကြောင်းစာတင်ကြောင်းနဲ့ပြည်သူလူထုမြိုင်နေတချို့ထိခိုက်ပျက်စီးသွားကြောင်းအဆိုပါကျေးရွာကိုစက်ကောင်စီကတိုက်ဝဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုများကိုရွေးချယ်ရှိရှိ OTV ဖုံးများလာရောက်ကြဲခြင်းဖြစ်ကြောင်း TNL ကသတင်းထုတ်ပြန်သည်မလင်ယောစာတင်ချောင်းနှင့်ပုံကြီးချောင်းကဘုံကျဲခံရတာအခုအခေါက်နေဆိုရင်၃ချိန်ရှိပါပြီ2023ခုနှစ်ဒီဇင်ဘာလအတွင်းမှာတစ်ချိန်2024ခုနှစ်ဇန်နဝါရီတွင်မှာတစ်ချိန်အခုနေဆိုရင်၃ချိန်ရှိပြီ စစ်တပ်အာဏာမသိမ်းခင်ကလည်းစစ်တပ်ကမန္တလေးရွာကိုဝင်ပြီးမိရှုခဲ့တာကြောင့်ဦးသိအိမ်နဲ့မထူထောင်တော့ပဲနှိမ်မြင့်တဲ့ထွက်သွားသူတွေလည်းများတယ်။အခုမနဲ့ပုံချေတာကြောင့်ပြည်စည်းမှုအသေးစိတ်ကတော့ဆက်သွယ်မရသေးလို့မသိရသေးဘူးဟု2024ခုနှစ်ဖေဖော်ဝါရီလကလေးကမန္တလေးကျေးရွာမှာစစ်ပေးရှာမင်းပြည်ဝင်မျိုးရင်းရောင်ရှိနေထိုင်သောတောင်တိုင်းရင်သားတို့ကရှယ်များသည်။နမ်မတူမျိုးနဲ့မန္တလေးကျေးရွာသည်တောင်တိုင်းရင်သားအများစုနေထိုင်သောကျေးရွာတစ်ခုဖြစ်ပြီးအစဉ်အဆက်စစ်တိတ်မိရှုဖြစ်စေမှုလေကြောင်းတိုက်ခိုက်မှုများနဲ့လက်နက်ကြီးဖြင့်ပစ်ခတ် က်ပြည့်စည်မှုများကိုတောက်လျှောက်ခံရသောခြေရွာတစ်ခုလည်းဖြစ်သည်။အကြမ်းဖက်စစ်တပ်ကရခုစုံလာတွင်အပြစ်ခတ်ရစေးချင်းညာထားတော်လဲနောင်ချိုမြို့နယ်ကိုထိုးစစ်ဆင်ရင်လက်နက်ကြီးဖြင့်ပြစ်ခတ်ခြင်းလေးချောင်းတက်ခိုက်ခြင်းများလှုပ်ဆောင်သည့်အပြင်ယနေ့နေ့နဲ့ပိုင်းတွင်မြေတီတိုက်ပွဲမှဖြစ်ပွားခြင်းမရှိသောနမတူမြို့နယ်မန်လီခြေရွာကိုပုံစံတက်ခိုက်လာခြင်းဖြစ်သည်။ ရှခုစလန်တင်ဆက်ပေးမယ့်တရင်အကြောင်းအရာကတော့မြောက်ရီခလာယာ295မှာထိုင်းပြန်စစ်သားတွေနဲ့ထွက်လာတဲ့စစ်ကြောင်းတော်လင်းတက်တွေပိတ်ဆို့ထားတဲ့ပြင်ပြန်လည်ဆုတ်ခွာရခလာယာ295တမစစ်ကောင်စီတပ်သား3အလင်းဝင်ခဲ့ရစုဝင်9သိန်းကျပ်စီချင်းမြင့်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင် ကရင်ပြည်နယ်မြောက်ရီမြို့ရှိစက်ကောင်စီရဲ့ခလာရ295တပ်ကနေတင်ငန်းကြီးနောင်ဘက်သို့ထိုင်းမြန်စစ်သားတွေနဲ့စုပေါင်းထားတဲ့စစ်ကြောင်းထွက်လာတော့လေတော်လိုင်းတပ်ဖွဲ့တွေကအသင်းပိတ်ဆို့ထားတဲ့အတွက်စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့စစ်ရေးသတင်းရှင်းမြစ်တွေထံမှသိရပါဗျ။ထိုင်းမြန်မာနယ်စပ်တခြားရှိစစ်ကောင်စီတပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေကစတိုက်သိမ်းပိုက်လျက်ရှိရာထိုင်းဘက်သို့ထွက်ပြေးပြီးပြန်လည်ပို့ဆောင်ခဲ့ရတဲ့စက္ကစစစ်သားတွေနဲ့ခလာရ295အတွင်စုပွဲပြီးစစ်ကြောင်းထုတ်ဝေပြစ်စင်နေတယ် ိုထွက်လာတဲ့စစ်ကြောင်းတွေကိုလည်းတော်လေးတပ်ဖွဲ့တွေပိတ်ဆို့ဝန်းရံထားတာကြောင့်ခလရဲ295တွင်ပြန်ဆုတ်သွားရတယ်လို့သိရှိရပါတယ်။ဒီလပိုင်း295ကနေတင်ငန်းကြီးနောင်ဘက်ကိုစစ်ကြောင်းထုတ်ဝေပြင်ဆင်နေတာတွေရှိတယ်။စစ်ကြောင်းတွေထွက်လာတာလည်းရှိတယ်။အထက်ကထိုင်းပြန်စစ်သားတွေပါပဲ။295ပတ်လေကိုတော်လေးတပ်ဖွဲ့တွေကပိတ်ဆို့ထားနိုင်တော့စစ်ကြောင်းထုတ်တဲ့အဖွဲ့တွေကလည်း295တွေကိုပြင်လင်းဆုတ်ခွာသွားရတယ်ပြလို့ မြေပြင်စည်ရေးတရင်ရှိမြက်က BBN ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာလဲမြောင်းရီမြို့ရှိခလရ295တမစစ်ကောင်စီတပ်သား3 PDF ဖြူဟာ30နှစ်လုံချုံရင်တက်ခွဲတန်တို့အလင်းဝင်ရောက်ခဲ့တာကြောင့်အဆိုပါရဲဘော်3ဝန်ငွေချက်9သိန်းစီချိမြင့်ခဲ့တယ်လို့သိရပါရယ် အလင်းဝင်လာသူတွေကတော့တက်သားတွေပဲဗျခလာရဲ့295ရဲ့အခြေအနေကထူးထူးခြားခြားသိမ်မရှိပါဘူးသူတို့တက်ထဲမှာပဲအခြေချနေနေရတဲ့သဘောရှိပါတယ်သူတို့လှုပ်တာနဲ့တုံလင်းအဖွဲတွေကအသိရှိနေတော့သူတို့လှုပ်ရှားတာတော့မရှိသလောက်ပဲဗျလို့ PDF view က30နှစ်လုံချိုးတက်ခွဲမှာတောင်းရင်ရှိသူတူကလည်း BBM ကိုပြောပြပါတယ်မြရီမျိုးရှိစစ်ကောင်စီရဲ့လက်ကျန်တက်စကန်ဖြစ်တဲ့ခလာရဲ့295ကိုတုံလင်းပူပေါင်းတက်ဖွဲတွေက2024ခုနှစ်ဧပြီလ17ရက်မှာတင်ပိုက်ခဲ့ပေမယ့်ဧပြီလ20 က်3ရက်မှစကောင်းစီလောက်ကနေကြဆောင်တပ်ဖွဲ့ PGF တပ်ရဲ့အကူအညီနဲ့ပြည်လည်နေရယူခဲ့ကြတာဖြစ်သလိုလက်ရှိမှာတော့ထိုင်းပြန်စစ်သားတွေပါစုပေါင်းပြီးဆုံးရှုံးခဲ့တဲ့တက်စကန်တွေကို ပြည်လည်တိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့သတင်းရရှိပါတယ်။ ဆလဘီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစပိန်စီသူတွေကိုစပိန်ဘဲနဲ့ရောင်းပြန်ပြီးမပါရင်တန်ငွေတထောင်ထိကောက်နေဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဘကိုးတိုင်းပြည်မြို့မှာဆွန်လ17ရက်နေ့ကနဝရီရက်ွက်တဲ့စပိန်စီပြည်လာသူကိုအရဝနစ်ဆိုင်ငယ်စီလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတားဆီးပြီးစပိန်ဘဲမပါလို့တန်ငွေတထောင်တောင်းသွားတယ်လို့သိရပါဗျ။စစ်ကောင်စီကဆိုင်ငယ်တွေအပြင်ရွေရွေစပိန်စီသူတွေကိုပါအကြောင်းမျိုးမျိုးပြဖမ်းဆီးပြီးတန်ငွေတောင်းနေတာလို့သိရပါဗျ။စပိန်မှာဘဲမပါလို့စပိန်နောက်ခွက်မီ ပါလို့ဆိုပြီးတက်တောင်းတောင်းနေစပိန်ကအစုံလေးပါဈေးဝယ်ပြီးအပြတ်မှအခုလိုဖန်ခံရတာအရင်ရက်ကလည်းစပိန်တွေကိုအခုလိုဖန်နေကြပေမဲ့မယုံငယ်ဘူးအခုကရက်ွက်ထဲတွေဝင်ပြီးငွေရှာနေတာလို့မျက်မြင်တွေ့ရှိသူတူကမြို့တော်ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကလည်းစပိန်မှရှောင်ပြန်ပြီးမပါလို့ဆိုကအလောက်ကပြန်လာသူတွေကိုတံငွေရိုက်ခဲ့သေးတယ်လို့သိရပါရယ် ညာဘက်အလောက်ကပြန်ပြည့်တက္ကသိုလ်အရှိမစပိန်ကိုတားပြီးရှောင်မြမီမပါလို့ဆိုပြီးထံခွင်တထောင်တောင်းနေညာ9နိုင်လောက်ဆိုတော့ကြောက်ပြီးအလောက်ကရှာရာလေးတွေပေးလိုက်ရတယ်လို့ဖန်စီခင်ရသူတွေနဲ့နီးစပ်သူတို့ကမြို့တော်ကိုပြောပါရယ်စစ်ကောင်စီရဲ့ပြူစောထီတွေနဲ့ရှယ်တွေကအခြေခံလူရင်းစားတွေစီးတဲ့ဆိုင်ငယ်တွေဖန်စီယုံနေမကစပိန်တွေကိုပါဖန်စီကငွေရှာနေတာဖြစ်တယ်လို့သိရပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကပြည်မြို့ဝင် Neverday လမ်းဆောင်လာမှလည်းဆိုင်ငယ်နောက်ချိန်နဲ့လူမပါပဲချထားလို့ဆိုတော့ ၃000တန်ငွေတောင်းလာကြောင်းဖန်ဆီးခံရသူမှလည်းတစ်ဖက်တည်းချတာမလို့တပေါင်းငွေနဲ့ဈေးစစ်ပြီးပေးခဲ့တယ်လို့သိရပါရဲ့ရှင်။